ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာဒီညနေမှာကျွန်တော်ပြောပြမယ်အကြောင်းအရာတွေကတော့တချို့ပစ္စည်းပစ္စည်းတွေမှားယူတဲ့အခါမှာမရောက်တဲ့အကိစ္စเนาะကုန်ပစ္စည်းတွေတို့ကြတော့ကြီးမားတဲ့ကိစ္စဆိုရင်တည်ယူဖို့ဆောင်ရည်ကိစ္စတွေတောင်းမျိုးကြောင့်အထင်ငေါ့ဖြစ်နေတဲ့ကိစ္စတွေ အဲ့ဒီလိုအကြောင်းအမျိုးမျိုးနဲ့အထင်ငော့ဖြစ်နေတဲ့ကိစ္စတွေမှာအချိန်မီရောက်လာနိုင်အောင်ပေါ့နော်အချိန်မီရောက်လာနိုင်အောင်တကြောင်လာကြီးရကျွန်တော်တို့အနန္တကျေးဇူးရှင်အပမတိကတာဝေစုဆောင်ပေးထားတဲ့တကြောင်လာကြီးရအတန်ကံပီရအတန်ပေါ့နော်အမတိတန်လို့လည်းခေါ်လို့ရပါတယ်အဲ့ဒါလို့ကျွန်တော်အမြောက်ပြေးသွားမှာဖြစ်ပါတယ် တော်ရဲ့မိတ်ဆွေများလည်းကြုံဘူးကြမှာပါနော်ကြုံဘူးကြပါပါဆိုတော့ကျို့အရေးကြီးရဲ့ပစ္စည်းကမှားလိုက်တယ်ပြည့်ချက်ချင်းချင်းချင်းမလို့အဲကျို့ဆိုဆွကြပါစို့နော်ဟိုဝင်းလေးလုတ်တယ်အာမဆွကြတော့ကိတ်မှားတယ်အာဘယ်ချင်းဘယ်ကာလအစားပြေမှားထားတာဘယ်ချင်းအဲကျင်းပဘွားဘွဲကျင်းပဘွားညကနေပြီအဲ့ရလေးကစသည်ဒီလိုပါလေးကစပါနော်ဒီချက်ကကြီးမားတဲ့ပစ္စည်းတွေနော်တို့ရဲ့ ။ဟောအရေးကြီးတဲ့အကြောင်းအရာကိစ္စတွေဆိုလို့ရှိရင်ကွန်တိတ်ခါနဲ့ရင်းရမယ့်ကိစ္စတွေတို့နောက်ဟောမျက်နာမမပြည့်ရမယ်မျက်နာပြက်စရာပြည့်ရမယ့်ကိစ္စမျိုးတွေဒီပစ္စည်းကရောက်မှဖြစ်မှာတို့တော့ဒီပစ္စည်းကဒီချိန်ဒီကာလမရောက်ရင်ကိုယ့်ရဲ့ခရီးတစ္ဆာတွေတပြားမှုဖြစ်နိုင်တယ်အဲလိုတို့အချက်အကျအကျိုးနဲ့ဖြစ်မဲ့ကိစ္စတွေကို ခါမျိုးလေးတွေဖြစ်လာတဲ့ခါကျတော့လေပစ္စည်းအခြေအနေများတဲ့ခါကျတော့လေမျက်နှာကြည့်ရတယ်မျက်နှာကြီးအဲ့လိုမကြည့်ရလေအောင်အချောင်းမျိုးကြောင့်ကြောင့်ဘယ်လိုပစ္စည်းပဲမှားလိုက်မှားလိုက်ပေါ့နော်အချိန်မီအခါမီရောက်လာရောက်လာနိုင်ဖို့အတွက်ကြည့်ရမယ်ကာရမဏလေးစကြဝဠာကြီးရပြီးတယ်အာမရိတန်လေးကျွန်တော်ပြောမှာဖြစ်ပါတယ်အဲ့တော့ကတော့ off way လို့ခေါ်ပါတယ်เนาะ off way ဆိုတော့သူက O R D W A Y O R D W A Y ဆိုတာ off way ဆိုတာခောက်20ရပါတယ်เนาะ DBC အမြန်လို့ရောက်လာဖို့အတွက် off way off way off way ဆိုပြီးတော့အခောက်20ရရချင်းဖြစ်ပါတယ်အဲ့အလေးတူခောက်20ပြီးတော့ကိုယ့်ရဲ့ဒီမှားထားတဲ့ပစ္စည်းပစ္စည်းอ่ะเนาะ အဲ့ဟိုကွာကြောက်လာဖို့အသာရလေးပဲကွာစောင်းစားနေကြရောပါပဲနော်အဲဒီတော့ဒီမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ဘက်ကကိုယ့်ရဲ့လှုပ်ဆောင်ချက်ပိုင်းမှာဆိုတဲ့အခါကျတော့ဒါကိုတိုင်းနှိကျက်မထားဘူးတော့ဟိုကိုမာယူထားတဲ့ပစ္စည်းဟာချက်ချက်မွေရောက်မလာနိုင်တာကိုတော့ရိုက်ဖြစ်မနေဘူး ိတ်တင်းကြက်မှုတွေမွန်းကြက်မှုတွေမထားစီဖို့နော်ခံစားမှုရေးပြင်းပြထန်ထန်မထားဖို့ပေါ့နော်အဲ့အရာလေးတွေခြေဦးပိုင်းမှာကိုကသွားထားမှာဖြစ်တယ်။ဒါကြီးအော်အပူတပြင်းသိစိတ်တွေမများဘူးပေါ့နော်ဒါမျိုးလေးတွေကိုကစောချတာမှာဖြစ်တယ်ဖြစ်ပူပင်ပူပင်မှုတွေမထားဘူးဖြစ်တယ်။ဒါကြောင့်မလို့ဒီကာရမဏလေး ကျကျအတွက်မိမိတို့ရဲ့တေယုပ္ပစာရီလုပ်ငန်းတွေနော်အကြီးမားတဲ့ကိစ္စတွေအကြီးကြီးတဲ့ပစ္စည်းတွေဒါကိုကိုယ်စီကိုချော့ချော့မွမွရရှိလာမှဖြစ်တယ်တစ်ခါတူကဖြည့်လျှော့အကြောင်းမျိုးကြောင့်ကြောင့်ခက်ခဲဖြစ်နေလေပြည့်လျှော့သွားတယ်ပေါ့နော်အဲ့တော့နောက်ကိုကနော်အချို့ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ဆိုရင်လေတစ်ခါလူကထိတ်ချုပ်ထားတယ်ဆိုပါစို့နော်ထိတ်ချုပ်ထားတယ် ပြန်ကြောင့်ဝေပေးငွေယူတွေခြေပြီးတဲ့အပိုင်းမှာအကြောင်းမျိုးတကြောင်ချင်းချုပ်ထားတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီဟောဝဲဒီ off way ဆိုတဲ့အတန်ဝဲရွှေ့ရမှာဖြစ်တယ် account 30ရွှေ့ရမှာဖြစ်တယ်ချင်းချုပ်ထားတဲ့အခါမှာဒါကိုရွှေ့လိုက်ချင်းအတွက်အဲ့ဒါလူကကြည့်လျှော့ပေးလာတယ်အရှင်ပြောင်းဆောင်ရွက်ပေးလာတယ်လို့ပြောမှာဖြစ်ပါတယ်နော်အဲ့တော့ဆိုတဲ့ကကြောင် ကောပစ္စည်းဒီနဲ့ပတ်သက်လို့ရောနောက်အချမ်းလူမှုရေးနဲ့ပတ်သက်ပြီးရောမဖြစ်နိုင်ဘူးလားဆိုတဲ့အခါကျတော့ကို့မှာအရေးကြီးချင်းချက်လောက်ထားတဲ့လူတွေရောက်မလာဘူးအဲ့ဒါလေးအမြန်ရောက်လာစေချင်တယ်နော်အရေးကြီးတွေရောက်လာဖို့ဆိုလို့ရှိရင်အဲ့ဒါလေးလည်းရှင်းလို့ရတယ်ပြောချင်တာကကျွန်တော်တို့ဒီဗီဒီယို ကျွန်တော်ခုမျှဝေပေးရတဲ့ဗီဒီယိုဖန်လေးကြီးကမိတ်ဆွေတို့ရဲ့အကြောင်းအရာကိစ္စတစ်ခုမို့တစ်ခု လိုအပ်လာပါကဒါလေးတွေတောင်းလို့ရပါတယ်ဆိုတာကိုကျွန်တော်မျှဝေပြချက်ဖြစ်ပါတယ်နော်အဲ့တော့ကိုယ့်ရဲ့လိုအပ်တဲ့အပိုင်းလေးတွေကွန်ပျူတာနေရာမှာအသုံးပြုတဲ့အခါမှာလေဒီလိုကိစ္စတွေမှာလေတောင်းလို့ရတယ်ဆိုကြအောင်မျှဝေပြချက်ဖြစ်တယ်ဥမွေးကိစ္စအချိတ်ချက်တွေအချိန်မီအခါမီကြောက်လာအောင်အဲ့တော့မှားပြတဲ့ပစ္စည်းတွေလေအချိန်မီအခါမီဆက်စီလာအောင် ပထမဆုံးကိုယ့်ရဲ့သွေးစီလျှော့ချတာပါဝင်းကျက်နေကြရေးနစ်ကျက်မှုတွေဒီလျှော့ထားပါအဲ့လိုဖြေချပြီးမှာခုနအောက်ဝေးအောက်ဝေးအောက်ဝေးဆိုတာလေကိုအခေါက်20ကျင်းပြီးတော့ AC နေရပါတူတူပြည်လျက်ပြည်လျက်ကြောင်းဖြစ်သွားပါလိမ့်မယ်တို့ကျွန်တော်မိတ်ဆွေတွေကိုမျှပေးခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီလိုအခုအခုကျွန်တော်ပြောပြဖြစ်ဖြစ်နေတာပြောပြပြီးဖြစ်နေတာက အခုလိုစကြဝဠာအတန်နဲ့ပတ်သက်ပြီးတော့ ရတရားလေးတွေကျွန်တော်ပြောပြပေးခြင်းဖြစ်တယ်။ပြောပြတဲ့အခါမှာလည်းလိုအပ်တဲ့ကိစ္စလေးတွေတနေ့မဟုတ်တနေ့ရှိလာနိုင်တယ်ဖြစ်လာနိုင်တယ်နော်။ဒီလိုကျွန်တော်အာမေဒီအတန်တွေပြောပြနေတဲ့အထက်မှာအခုတော့ရေးကြီးနေတဲ့ကိစ္စတွေဆိုလို့ရှင်လေပြောရချေဆက်မိဖို့နော်။ကဲတော့ကိုကူညီရေးတွေရဖို့စရဖြစ်ပေါ့နော်။ပြောရတဲ့ဒါကျန်တဲ့ပတ်သက်ပြီးခန်းစားချက်တွေများနေတာတို့ အဲအနာတရဖြစ်နေတာတော့စိတ်ဝိရဏခံစားမှုတွေများနေတာဒါရစကျွန်တော်ကမျှဝေပြနေခြင်းဖြစ်တယ်အဲ့ဒါတွေအကုန်လုံးတင်းကျပ်နေတဲ့မှန်တယ်များအားလုံး short ထားပါ အခြေကြတိုင်းဟာသူ့နေရာနဲ့တူနော်အကောင်းကြီး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 ဖြစ်လာပါလိမ့်မယ်လို့ကျွန်တော်မျှဝေပြခြင်းဖြစ်ပါတယ်နော်ကဲကျွန်တော်မိတ်ဆွေများဒီနေ့တော့ဒီများနဲ့ပဲ ဆုံးတက်ဆုံးသက်ပါရစေဗျာအားလုံးဘေးကင်းကျန်းမာချမ်းသာကြပါစေ